ကိုယ့်ရဲ့လုပ်ငန်းစဖွင့်ဖွင့်ခြင်းမှာ customer တွေအများကြီးရကြမှာလားအဲ့ဒါဆိုလို့ရှိရင်တော့အခုကျွန်တော်ပြောပြမယ် steps 3ခုကိုဒါလိုက်နာမယ်ဆိုလို့ရှိရင်တော့ customer တွေအများကြီးရလိမ့်မယ်အဲ့တော့ကျွန်တော်အခုဒီချင်းမိုင်မှာ hostel ကျွန်တော်စပြီးတော့မှာ run နေဖွင့်တဲ့အချိန်မှာစစခြင်းမှာပဲကျွန်တော် customer တွေအများကြီးရောက်အောင်ဘယ်လိုလုပ်အောင်မလဲဆိုတဲ့ကျွန်တော်နီးလန်းတွေကိုကျွန်တော်မျိုးစုံစဉ်းစားတယ်နော်အဲ့တော့စဉ်းစားပြီးတော့မှကျွန်တော်စပြီးတော့မှဖွင့်လိုက်တဲ့အချိန်မှာပဲ customer တွေကျွန်တော်ရလာတယ်အဲ့တော့ assistant တွေကျွန်တော်တို့ကဘာလဲဆိုတော့ know your target audience ပါကိုယ့်ရဲ့ target audience ကဘယ်သူဖြစ်တယ်လဲဆိုတာကိုသိအောင်ကျွန်တော်တို့ကအရင်ဆုံးလုပ်အောင်ပါဒါ assistant เนาะအဲ့တော့ကိုယ့်ရဲ့ဟလာ hostel ကိုယ့်ရဲ့ hotel မှာတဲချင်နေတဲ့သူတွေကဘယ်သူတွေလဲကိုကဘယ်သူတွေကိုလာပြီးတော့မှဒီ hotel ဒီ hostel မှာတဲစေချင်တာလဲဒါကိုကျွန်တော်တို့အရင်ဆုံးသိအောင်လုပ်ရတယ် အဲ့လိုပဲကိုကထုတ်ကုန်တွေဝန်ဆောင်မှုတွေရောင်းတဲ့အခါမှာလည်းကိုယ့်ရဲ့ target audience ကိုအရင်ဆုံးသိအောင်ကျွန်တော်တို့လုပ်ဖို့မဖြစ်မနေလိုအပ်တယ်။ဟုတ်ပြီနော်ဒါအဆင့်တစ်အဲ့တော့ကျွန်တော်ဒုတိယအဆင့်မှာကျွန်တော်စဉ်းစားလိုက်တာကလုပ်လိုက်တာကဘာလဲဆိုတော့ကိုယ့်ရဲ့ target audience ကိုကျွန်တော်သိသွားပြီ။သိတော့တော့ကိုယ့်ရဲ့ထုတ်ကုန်ကိုလူတွေသိအောင်လုပ်ဖို့ကြတော့ကိုယ့်ရဲ့ target ထားတဲ့ audience တွေကသူတို့ကဘယ်နေရာတွေမှာရှိနေတာလဲ။ဥပမာထားပါတော့ဟာကျွန်တော်တို့ ဒီချင်းမိုင်မှာဆိုလို့ရှိရင်ဟိုတယ်ပေါင်းဟော့စတယ်ပေါင်းထောင်ချီတောင်းချီပြီးတော့မှရှိတယ်เนาะရှိတဲ့အခါမှာကိုယ့်ရဲ့ဟိုတယ်ကိုယ့်ရဲ့ဟော့စတယ်မှာလူတွေလာတဲဖို့ကတိတ်ကိုခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့ရွေးချယ်စရာတွေအများများတဲ့အတွက်เนาะအဲ့တော့ကျွန်တော်ကဘာလုပ်ရလဲဆိုတော့ဟုတ်ပြီကိုယ့်ရဲ့ target audience တွေဒါကျွန်တော်ရဲ့ target audience တွေဆိုလို့ရှိရင်မြန်မာ family ကျွန်တော်တို့ရှိမယ်ပြီးရင်ဥရောပသား backpacker တွေကျွန်တော်တို့ရှိမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကမြန်မာ family တွေဘယ်နေရာမှာရှိတယ်လဲ ်เนาะအဲ့တော့ချင်းမိုင်ကိုလာပြီးတော့မှ hotel မှာတဲမြင်မြန်မာ family ပဲနေရာမှာရှိလေကျွန်တော်ရှာတဲ့အခါမှာသူတို့ social media ပေါ်မှာရှိနေကြတယ်เนาะအဓိကကတော့ Facebook ပေါ်မှာရှိနေတယ်အဲ့တော့ကျွန်တော်ဘာလို့ရလဲဆိုတော့ချက်ချင်းပဲ Facebook page တစ်ခုထောင်ရတယ်ထောင်ပြီးတော့မှကျွန်တော်တို့ရဲ့အခန်းတွေအကြောင်းเนาะကျွန်တော်တို့ရဲ့ service တွေအကြောင်းဘာလို့လဲဆိုတော့ဒီ Facebook page ပေါ်မှာတင်ပြီးတော့မှကြောညာတယ်အဲ့တော့အဲ့ဒါတွေနေမရသေးဘူး နောက်တစ်မျိုးပြန်စဉ်းစားရတာဘာလဲဆိုတော့အဲ့ဒီတင်လိုက်တဲ့ post တွေကိုကျွန်တော်တို့ဘယ်နေရာမှာသွား share မှာလဲเนาะဘယ်နေရာမှာ share မှာလဲအဲ့တော့ဘယ်နေရာမှာ share မှာလဲဆိုတော့ကျွန်တော်ရှာကြည့်တဲ့အခါမှာဒီချင်းမှန်ရောက်နေတဲ့မြန်မာကွန်ရက်เนาะ group တွေရှိတယ်เนาะအဲ့ဒီ group တွေဘယ်ကိုကျွန်တော်လိုက်ပြီးတော့มา share တယ် admin တွေကိုအကူအညီတောင်းပြီးတော့มาကျွန်တော် share တယ်เนาะ discount တွေကျွန်တော်တို့ချပေးတယ်เนาะအခုရပိုင်းလာတဲတယ်ဆိုလို့ရှိရင်ဘလောက် percent discount เนาะဘလောက် percent off ဒါမျိုးတွေကျွန်တော်တို့ပေးထားတယ်ဒါကကျွန်တော်တို့အစ်စ်နှစ် အဲ့လိုလေလှုပ်လိုက်ရောကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ကျွန်တော်ရဲ့ customer တွေရောက်လာကြတယ်။ရောက်လာပြီးတော့မှဒီ hotel မှာလာပြီးတော့မှတဲကြတယ်။တဲတော့ကျွန်တော်တို့ကဘာလုပ်ပေးလဲဆိုတော့အကောင်းဆုံး service တွေပေးတယ်။နော်အကောင်းဆုံး service တွေပေးပြီးတော့မှတို့ကိုတို့စီကနေ testimonial တွေယူတယ်။နော် testimonial တွေယူတယ်။အဲ့တော့ Google ပေါ်မှာတက်ပြီးတော့မှရေးခိုင်းတယ်။နော် OTA လို့ခေါ်တဲ့ online travel agent တွေဖြစ်တဲ့နော်ကျွန်တော်တို့က trip.com တို့ agoda တို့ เนาะ Expedia တို့ဒါမျိုးကျွန်တော်တို့ OTA တွေပေါ်မှာလိုက်ပြီးတော့မှရေးခိုင်းတယ်အဲ့တော့အစစ်တစ်ဒီကိုရဲ့ target audience ကိုကိုသိအောင်လုပ်တယ်အစစ်နှစ်ဒီသူတို့ဘယ်နေရာမှာရှိသလဲဆိုတော့သိအောင်လုပ်ပြီးတော့မှကိုယ့်ရဲ့ထုတ်ဝင်ကိုယ့်ရဲ့ဝန်ဆောင်မှုကိုထူးခြားအောင်ကျွန်တော်လူတွေသိအောင်လုပ်တယ်အစစ်သုံးတော့အကောင်းဆုံးဝန်ဆောင်မှုတွေပေးပြီးတော့မှ testimony တွေ review တွေတောင်းတယ်ပြီးဒီအစစ်သုံးစင်ကိုသွားမယ်ဆိုလို့ရှင်တော့သိကြတယ်ကိုလုပ်ငန်းစဖွင့်ဖွင့်ခြင်းမှာပဲ customer တွေအများကြီးရပါလိမ့်မယ် ဒီကြောင်းရင်းကနေပြီးတော့ marketing video ကြည့်နေတဲ့လုပ်ငန်းရှင်တွေကအကျိုးရစုံတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကိုတို့အကျိုးရစုံတွေရရတယ်ဆိုလို့ရှင်တော်ထုတ်စံတိုင်းပဲ comment မှာ share ဆွေးကြည့်ပေးပါ။ဒီ video ဆုံးထောင်ကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကိုညံလေးအောင်ပါ။မင်္ဂလာရှိသောနေ့တွေဖြစ်ပါစေ။ thank you